အားလုံးပဲမင်္ဂလာပါ။ Football Channel မှာဝင်ဆောင်ပါပါ။ United နဲ့ Madrid ကုညာရဲ့နောက်ဆုံးရအခြေအနေတွေကိုတင်ဆက်ပေးသွားကြပါမယ်။ဒါဒီကနေ့နေ့လယ်ပိုင်း report တွေအရာပေါ့နော်။ဒါ United အသင်းက ဒီမတ္တရကူညာကိုခေါ်ယူဖို့အတွက်မူအားဖြင့်သဘောတူညီမှုရခဲ့ပြီးပါတယ်တင်းနေတက်နေတဲ့ဒါပေမဲ့ကျွန်တော်တို့ဒါ confirm တော့မဖြစ်သေးဘူးပေါ့နော်အဲ့တော့မတ္တရကူညာက United ကိုဒါပထမဆုံးရောက်လာနိုင်တဲ့ကစားသမားလို့ကျွန်တော်တို့ဒါပြောလို့ရတဲ့အနေအထားရှိကိုရောက်နေပြီပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကစားသမားက United ကျွန်တော်တို့ဒါဥရောပဝင်ပွင့်ရတာမရတာကိုသူကစိတ်မဝင်စားဘူးပေါ့နော်အဓိကကသူ United ကိုပြောင်းကျင်တယ်အဲ United ကိုပြောင်းဖို့အတွက်လည်းသူ့ဘက်ကလမ်းဖွင့်ပေးထားပြီအဲ့တော့ ဒီ United ကယူပါလီရသည်ဖြစ်စီမရသည်ဖြစ်စီဥရောပဝင်ခွင့်လွဲခဲ့သည်ဖြစ်စီပေါ့နော်မာဇီယက်ကူညာက United ကိုရှောက်လာနိုင်ပါတယ် United ဘက်ကလည်းမာဇီယက်ကူညာရဲ့အပြောင်းအရွှေ့ပေါ့ကျွန်တော်တို့ဒါဘယ်လိုပြောမလဲ အလေးတာနေတယ်သူတို့ကိုယ်တိုင်လည်းယုံကြည်မှုအပြည့်ရှိတယ်ဒီဘာတရားကုညာကိုအတင်းထန်ခေါ်နိုင်မယ်ဆိုပြီးတော့ဗောနော်အဲ့တော့ဒါသမားရဲ့စာချုပ်ပြသိမ်းရေးဖြစ်တဲ့ပေါင်62.5တန်းကို United ဘက်ကအရေးကြပေးခြင်းတယ်ဒါဥပန်တန်အတင်းကိုဗောနော်ဒါအရေးကြပေးခြင်းတယ်အဲ့တော့ဥပန်တန်ကဒါဒီအရေးကြပေးမဲ့နီးစနစ်ကိုဗောနော်အရေးကြပေးမဲ့ကျွန်တော်တို့ဒါ ်ဒီစနစ်ကိုလက်ခံလိုက်မယ်ဆိုရင်ဒီအပြောင်းရွှေ့ကဖြစ်သွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ယူနိုက်တက်ကဒါမာတီးယက်ကူညာနဲ့ personal agreement မှာတက်တနာမရှိဘူးတက်တနာမရှိဘူးပေါ့နော်ဒါ official မဟုတ်ရင်တောင်ကျွန်တော်တို့ဒါမူအပြစ်သဘောတူညီမှုရထားပြီလို့ပြောလို့ရတယ်ဒီနေရာမှာဥပဒေအတင်းနဲ့အတူဆွေးနွေးနေတဲ့အရေးကြပေးချင်မှုပေါ့နော်ပေါင်62.5တန်းစာချုပ်ဖြတ်သိမ်းခြင်းကိုကျွန်တော်တို့ဒါဥပကသဘောတူမလားမတူဘူးလားပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာအရေးကြပေးမှာဖြစ်တဲ့အတွက် United ကဒီပေါင်62.5တန်းထက်ပိုများတဲ့ ပြောင်းရွှေ့ကြည့်တရက်မျိုးပေးရတာလေဖြစ်နိုင်ပါတယ်ဒါပေါင်သန်း80လို့မျိုးပေါ့နော် United အနေနဲ့ဒါအပြင်မှာကျွန်တော်တို့ဒါ ဒီအတိုးပေးရတယ်လို့မျိုးပေါ့နော်ငါးနှစ်ခွဲပေးမယ်ဆိုရင်လက်ရှိပြောင်းရွှေ့ခြေကမြင့်တက်သွားနိုင်ပါတယ်အဲ့တော့ဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေသေးပါအခုချိန်ကြီးတော့ကျွန်တော်တို့က confirm တဲ့တတင်းတော့မတက်သေးပေမဲ့မာဒီယက်ကူညာကကျွန်တော်တို့က United အသင်းကိုလာမယ့်နေရာဒီမှာပထမဆုံးရောက်ရှိလာမယ့်ကစားသမားဖြစ်လာဖို့အလားအလာကောင်းနေပါပြီကျေးဇူးများကြီးတင်ပါတယ်ဒါ United နဲ့ကူညာရဲ့နောက်ဆုံးရအခြေအနေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲဒီလိုလိုက်ကန်ဖော်လို့လုပ်ခဲ့ပါအောင်ကုလပ်ပါ